မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio UNG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စေအုပ်စုဟာအထူးရောင်ရွေးကောက်ပွဲကိုဝေဖန်တဲ့လူမှုကွန်ရက် post တွေကို like နဲ့ heart reaction ပေးသူတွေကိုဖန်ဆီးနေတယ်လို့ကုလညီလာခံမှာမြန်မာတမ်မတ်ကြီးအတိပေးတင်ပြတဲ့သတင်းကိုတင်ပြပေးပါမယ်အာနာသိန်းစေအုပ်စုဟာ သူတို့ရဲ့အထူးရောင်ရွေးကောက်ပွဲကိုဝေဖန်ရေးသားထားတဲ့လူမှုကွန်ရက် post တွေကို like နဲ့ heart rate app ပြီးရုံနဲ့တင်ဖန်စီမှုတွေလှုပ်လာတယ်လို့ကုလသမဂ္ဂညီလာခံမှာကုလဆိုင်ရာမြန်မာတမ်းမကြီးဦးချုံမိုးထွန်းကထပ်လောင်းတင်ပြပြောဆိုလိုက်တာပါကုလသမဂ္ဂဆိုင်ရာမြန်မာတမ်းမကြီးဦးချုံမိုးထွန်းကတင်ပြပြောဆိုလိုက်တာပါ American ပြည်တော်စု New York မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာနိုဝင်ဘာလ၄ရက်နေ့ကပြုလုပ်တဲ့အကြိမ်၈၀မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ အထူးနိုင်ငံရေးနဲ့ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီအစည်းအဝေးမှာမြန်မာတန်အမတ်ကြီးကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။အကြံပေးဆီအုပ်စုဟာ digital အာဏာရှင်စနစ်ကျင့်သုံးနေပြီးတော့အင်တာနက်ဖြတ်တောက်တာစင်စာဖြတ်တောက်တာတင်မဟုတ်တော့ဘဲ online ပေါ်မှာလောလတ်စွာထုတ်ဖော်ပြောဆိုတာတွေကိုပါရာဇဝမှုလို့သတ်မှတ်ပြီးတော့ဖိနှိပ်နေတယ်လို့အစည်းအဝေးတက်ရောက်လာသူတွေကိုရှင်းပြခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲအမှုပညာရှင်တွေရုပ်ရှင်ဒါရိုက်တာတွေနဲ့တင်ပေါ်ကြော်ကြားသူတွေဟာ အကြံဘက်စီအိုစုကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုဝေဖန်နဲ့ post တွေမှာ like ဒါမှမဟုတ် heart reaction တွေပေးခဲ့ရုံနဲ့မတရားဖန်ဆီးခံခဲ့ရတယ်လို့လည်းအတည်ပြုခဲ့ပါတယ်ဒီလိုဆိုးရွားတဲ့ဖိနှိပ်မှုဟာဆီအာနာရှင်တွေအနေနဲ့အမှန်တရားကိုလက်ခံနိုင်ခြင်းမရှိတဲ့တိမ်ငယ်စိတ်ကြောင့်ဖြစ်ပြီးတော့ပြည်သူလူထုရဲ့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုမှုကိုစိတ်ပေါ်တွတ်သူတဦးလိုလိုင်လံပိတ်ပင်ထိန်းချုပ်နေတယ်ဆိုတာသိသာစီတယ်လို့တန်မကြီးဦးကျော်မိုးထွန်းကထောက်ပြခဲ့ပါတယ်။ ်အဂျမ်ဘတ်စေအုပ်စုဟာတရားမဝင်အာဏာသိမ်းချိန်ကစပြီးတော့သူတို့ကိုစန့်ကျင်တဲ့အတန်တွေကိုဖိနှိပ်ဖို့နဲ့တရင်အချက်လက်တွေကိုသူတို့ကိုကြိုးအတွက်အသုံးပြုဖို့တရင်အချက်လက်နဲ့ဆက်သွယ်ရေးနည်းပညာတွေကိုလက်နက်အဖြစ်စနစ်တကျအသုံးပြုနေတယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါကြောင့်လဲမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာတရင်သမားတွေကိုမတရားဖမ်းဆီးတဲ့နိုင်ငံတွေထဲမှာအဆိုးဆုံးဆိုတဲ့နိုင်ငံတွေတဲကတနိုင်ငံဖြစ်လာခဲ့တာလို့မြန်မာအသံအမှတ်ကြီးကအသိပေးခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ရန်လိုမှုတွေကြောင့်လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာနိုင်ငံပြပကိုထွက်ပြေးတင်းရှောင်ရတာလုံးဝရန်နာပိတ်သိမ်းတာတွေလှုံ့ဆော်ခဲ့ရပြီးတော့နိုင်ငံအတွင်းဆက်လက်လုံခြုံနေတဲ့မီဒီယာတွေဟာလည်းအကြမ်းဖက်စစ်အုပ်စုရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာသူတို့သဘောမတူတဲ့စကလုံးအတုံးနှုံးတွေနဲ့ဟောဟာရတွေအတုံးမပြူရဆိုတာတွေနဲ့တားမြစ်ခံထားရတယ်လို့ဆက်ပြီးတော့ပြောကြားခဲ့ပါတယ် ဒါအပြင်အဂျမ်ဘစီအုပ်စုဟာ Facebook နဲ့ Telegram လို platform တွေကိုစောင့်ကြည့်နေပြီးတော့ချင်းချောင်ရေးကရိယာအဖြစ်အသုံးပြုနေပြီးတက်ကြွလှုပ်ရှားသူတွေကိုခြေရခံတာသူတို့ကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေကိုဖုံးပြနိုင်ဖို့နဲ့ဒီမိုကရေစီခုခံတွန်းလှန်မှုတွေကိုပြတ်ပြားစေဖို့တရင်မာတွေဖြန့်ဝေတဲ့ပူးပေါင်းလှုပ်ရှားမှုတွေလုပ်နေတဲ့အကြောင်းလဲမြန်မာတန်အမှန်ကြီးကပြောကြားခဲ့ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှုပြတ်သုံးနေတာတရင်အချက်လက်စည်းစိမ်မှုတွေကန့်တတ်ထားတာအချိန်နဲ့အမျှကြောက်ရွံ့စွာနေထိုင်နေရတာတွေကိုကြည့်ရင်စေအုပ်စုကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲဟာတရားမျှတမှုလွတ်လပ်မှုလုံးဝမရှိဘူးဆိုတာပေါ်ပြနေတဲ့အချက်တွေလို့လေကုလဆိုင်ရာမြန်မာတမ်းမဲ့ကြီးကထောက်ပြခဲ့ပါရီဒါကြောင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့အကြံဖက်စေအုပ်စုရဲ့အထူးရောင်းအလင်းအလဲရွေးကောက်ပွဲကိုပယ်ချဖို့ဥကြုံမိုးထွန်းကတောင်းဆိုခဲ့တာပါ။ ဆီယာနာဒိမ့်မှုနဲ့ဆီယာနာရှင်စနစ်အဆုံးသက်ရေးနိုင်ငံသားတိုင်းကြောက်ရွံ့မှုကင်းစွာပြောဆိုခွင့်ရေးသားခွင့်နဲ့ဆက်သွယ်ခွင့်ရှိတဲ့ Federal Democracy ပြည်ထောင်စုတည်ရတည်ဆောက်ဖို့အာဒီတပြင်းစွာနဲ့ဆောင်ရွက်နေကြတဲ့မြန်မာပြည်သူတွေနဲ့အတူရည်တည်ဆောင်ရွက်ပေးကြဖို့လေတမ်မတ်ကြီးဦးကျော်မိုးထွန်းကအစည်းအဝေးတက်ရောက်လာတဲ့နိုင်ငံတကာအတိုင်းအဝိုင်းကိုတိုက်တွန်းပြောကြားခဲ့ပါရခင်ဗျာ ဆက်လက်ပြီးတော့စစ်ဘေးကြောင့်ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေကိုမမေ့ထားကြဘူးပုတ်ရဟမင်းကြီးလီယိုမြေတားရက်ခိုင်တဲ့တရင်ကိုတင်ပြပေးပါမယ်ပြည်တွင်းစစ်ဘေးကြောင့်အတိဒုက္ခရောက်နေကြတဲ့မြန်မာပြည်သူတွေကိုမိမထားကြဖို့နဲ့ပြစ်မထားကြဖို့ပုံရမင်းကြီးလီယိုကနိုင်ငံတကာအတိုင်းအဝိုင်းကိုမြစ်တာရက်ခံလိုက်ပါတယ်။စိန်ပီတာရင်ပြည်မှာမနေ့ကနိုဝင်ဘာလ9ရက်နေ့မှာကျင်းပတဲ့အပတ်စဉ်စုတောင်းပွဲမှာပုံရမင်းကြီးကအခုလိုမိန့်ကြားလိုက်တာ ဖြစ်ပါတယ်။ကမ္ဘာဒေသအသီးသီးမှာဖြစ်နေတဲ့ လက်နက်ကင်ပြိပကားတွေကြောင့်ဒုက္ခရောက်နေသူတွေအတွက် သူနဲ့အတူစုတောင်းပေးကြဖို့လဲတောင်းဆိုခဲ့ပါတယ်။ပုတ်ရမ်းမင်းကြီးကသူ့အနေနဲ့မြန်မာနိုင်ငံအကြောင်းစဉ်းစားနေပြီးတော့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာလူမျိုးတွေကိုမမေ့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ဖို့တိုက်တွန်းလိုပါလေလို့ဆိုပါတယ်။လက်နက်ကင်ပြိပကားတွေနဲ့အတင်းအကျပ်နေရာရွှေ့ပြောင်းခံရတာတွေဟာအခြေခံအရင်းမြစ်ချို့တဲ့တာကြောင့်ဖြစ်ပြီးတော့ ဒုက္ခမျိုးစုံခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်စိုးရိမ်ပူပန်တဲ့အကြောင်းပုံရံမင်းကြီးလီယိုကစူတောင်းပွဲတက်ရောက်လာတဲ့ဖျားဖူးထောင်ပေါင်းများစွာရှိမှမိန်ကြားခဲ့တာလို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ကက်သလစ်ဘုန်းတော်ကြီးတွေကလည်းမြန်မာနိုင်ငံမှာ၄နှစ်ကြာလာပြီဖြစ်တဲ့ပြည်တွင်းစစ်ဟာကပ်ဘေးတစ်ခုမဟုတ်တော့ဘဲပဋိပက္ခဝဲကရက်ပိုလီခရိုက်စီလို့ခေါ်တဲ့အကြအတဲအခက်ခဲတွေကြောင့် ပို့ပြီးတော့ဆိုးရွားလာနေတယ်လို့အော်တိုဘာလ29ရက်နေ့ကပဲထုတ်ပေါ်ပြောဆိုခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေမှာအစင်းမြင့်ပညာရေးဦးဆောင်သူများညီလာခံကျင်းပတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်ကရင်မျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတနီယာမှာကော်တူးလီအစင်းမြင့်ပညာရေးကောင်းဆောင်များညီလာခံကျင်းပခဲ့တယ်လို့ KNU ဘဟုက November 5ရက်နေ့ကထုတ်ပြန်ထားပါတယ် အဲ့ဒီညီလာခံကိုကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာနကဥဆောင်ပြီးတော့အော်တိုဘာလ23ရက်နေ့ကနေ25ရက်နေ့အထိ၃ရက်တာကျင်းပခဲ့ရမှာ KNU ခေါင်းဆောင်တွေအစစ်မြင့်ပညာရေးအဖွဲ့အစည်းနဲ့ကျောင်း34ခုကကိုယ်စားလှယ်တွေဒေတာရင်းပညာရှင်တွေနဲ့ပါဝင်တဲ့ပါဝင်ထိုက်သူတွေစုစုပေါင်းလူ80ကျော်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန KECD အနေနဲ့ဒီညီလာခံကျင်းပတာဟာအနာဂတ်ကော်သူးလီတိဆောက်ရမှာ ပညာရေးအခြေပြုတည်ဆောက်မှုတွေမဟုတ်ဘဲတရားမျှတပြီးတော့ခင့်မီတဲ့ပြည်ထောင်စုတည်ဆောက်ရေးမှာပံ့ပိုးကူညီနိုင်တဲ့မျိုးဆက်သစ်လူငယ်တွေကိုပြုစုပြောထောင်ပေးနိုင်မယ်အစင်းမြင့်ပညာရေးစနစ်တည်းရဲ့တည်ဆောက်နိုင်မှုရည်ရွယ်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကော်တူလီအစီအမင်းပညာရေးဟာအခက်အခဲတွေကိုစေစုနှစ်များစွာဖြတ်ကျော်ပြီးတော့ခံနိုင်ရရှိရှိလေပတ်နိုင်ခဲ့ပြီးဖြစ်ပြီးတော့လက်ရှိမှာပညာရေးဥဆောင်သူတွေဟာရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်တွေအစုအဖွဲ့တွေဟန်ချက်ညီရေးအရေးအသွေးနဲ့စမ်းသစ်တီထွင်မှုကိုအလေးပေးတဲ့စနစ်တရက်တည်ဆောက်နိုင်ဖို့ဥဆောင်လှုပ်ရှားနေကြတာလို့သိရပါတယ်။ညီလာခံတက်ရောက်လာတဲ့ခေါင်းဆောင်တွေဟာ ဒီပလိုမာအသိမှတ်ပြုဘွဲ့နဲ့ပညာရေးဆိုင်ရာဘွဲ့တွေနဲ့သင်တန်းတွေမှာရှင်းလင်းခိုင်မာတဲ့ပညာရေးဆိုင်ရာမူပေါင်းတည်းရဲ့ချမှတ်နိုင်ရေးဆရာတွေနဲ့အခြေခံအဆောင်တွေအတွက်ရေရှည်ရင်းနှီးမြှုပ်နှံမှုရရှိဖို့တာဆိုင်ရာအစုအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့စတဲ့ကိစ္စတွေဆွေးနွေးသုံးသပ်ခဲ့တယ်လို့ KNU ဘဟုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးနဲ့ပြည်သူ့ကျန်းမာရေးလိုဒေသနေပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ရှင်နိုင်ဖို့ဒေသအခြေပြုလက်တွေ့အသုံးချသူတည်တနာလုပ်ငန်းတွေမြင့်တင်မဲ့ကိစ္စစင်မြင့်ပညာရေးအဖွဲ့အစည်းတွေအားလုံးအည်အသွေးနဲ့အတိမတ်ပြုမှုရရှိဖို့ညှိနှိုင်းကြီးကြပ်မဲ့ကောင်စီရဲ့အစ်ဖွဲ့စည်းခြင်းစတဲ့ကိစ္စတွေဆွေးနွေးခဲ့ကြရတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့တောင်တာမြို့ပေါ်မှာရှိတဲ့စစ်တပ်ဂိတ်၃ခုကို တော်လည်းတက်တွေတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကအထိနာပြီးတော့စုခွာထွက်ပြေးတဲ့တဲ့ရင်ကိုတင်ပြပြီးပါမယ်။မန္တလေးတိုင်းတောင်သာမြို့ပေါ်မှာရှိတဲ့စစ်တပ်ဂိတ်စခန်း၃ခုကိုတော်လည်းတက်တွေတပြိုင်တည်းတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကအထိနာပြီးတော့စုခွာထွက်ပြေးသွားတယ်လို့ငင်းချန်ခရိုင်အမှတ်၃တက်ရင်ကထုတ်ပြန်ထားပါရင်တောင်သာမြို့ပေါ်မှာခြေကုပ်ယူထားတဲ့မကြီးရိုးဂိတ်ပိတ်တနိုးတောင်ဇကြံအထွတ် တန်လန်းဂိတ်တို့ကိုငင်းချံခရံအမှတ်3တရင်ကမနေ့ကနိုဝင်ဘာလ9ရက်နေ့မနက်6နာရီခန့်အချိန်မှာတပြိုင်တည်းတိုက်ခိုက်ခဲ့တာလို့ဆိုပါရီဘန်ဂါ7လုံးရှိတဲ့မဂျီယိုဂိတ်ကိုတော်လန်ရေးတပ်တွေပစ်ခတ်ချိန်မှာစစ်သားတွေအပြိုင်ဆိုင်ထွက်ပြေးသွားပြီးတော့ဘန်ဂါထဲမှာတည်ဆုံနေတဲ့စစ်သားအလောင်း3လောင်းတွေ့တယ်လို့ပြောပါရီစစ်တပ်ဘန်ဂါတွေကိုမဖျက်ဆီးဘဲနဲ့ ခြေကုပ်ယူနိုင်ပေမဲ့စစ်တပ်ကလေကြောင်းကနေပုံကျဲလာရင်မြို့ပေါ်ကပြည်သူတွေထိခိုက်မှာစိုးတဲ့အတွက်ကြောင့်ဘန်ဂါရီကိုမိရှုဖြက်စီးခဲ့တယ်လို့အသိပေးထားပါရီဘန်ဂါဆက်နှလုံးရှိတဲ့ဗိတ်တနိုးတောင်ပေါ်ကစစ်တပ်ဂိတ်ကိုတိုက်ခိုက်ရမှာလေစစ်သားတွေအားလုံးထွက်ပြေးသွားကဘန်ဂါဆက်တစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါရီစကြံအထွတ်တန်လန်းဂိတ်ကိုတိုက်ခိုက်ချိန်မှာတော့ဘန်ဂါတွေကနေပြန်လည်ပြစ်ခတ်တာတွေရှိတာကြောင့်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့စစ်သားတွေထွက်ပြေးသွားချိန်မှာတော်လန်ရေးတပ်တွေလည်းပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ မြင်းကျန်ခင်ရအမှတ်3တက်ရင်ကဆိုပါရင်တောင်သာမြို့နယ်တွေကကြေးရွာအာလုံးနီးပါးကိုတော်လန်ရေးတက်တွေစုမှုထားတဲ့အတွက်အကြမ်းဖက်စစ်တပ်ဟာတောင်သာမြို့ပေါ်မှာပဲရွေးကောက်ပွဲကျင်းပနိုင်ဖို့လုံခြုံရေးတုံ့ပြန်ထားတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့မြိုင်မြို့နယ်ကနှမ်းစီကံရွာကိုစစ်တပ်ကစစ်ကြောင်းထူးမီးရှို့ပြီးတော့လေကြောင်းကနေပုံကျင်းနေတဲ့အတွက်ကြောင့်ဒေသကြီးပြည်သူတွေထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် မကွေးတိုင်းမြိုင်မြို့နယ်တွေကနှမ်းစီကန်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးမီးရှို့ပြီးတော့အနီးအနားမှာရှိတဲ့ရွာတွေကိုလေရင်ဆက်တက်လေထီးတွေနဲ့ဘုံကျဲနေတဲ့အတွက်ကြောင့်ဒေသနေပြည်သူတွေထွက်ပြေးနေရတယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာပြောကြားခဲ့ပါတယ်။မြိုင်မြို့နယ်တွင်းမှပြူစောထီးရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမနေ့ကနိုဝင်ဘာလ9ရက်နေ့ကနှမ်းစီကန်ရွာကိုစီးနှင်းပြီးတော့ရွာတွေကအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မနေ့7နာရီကျော်ကစပြီးတော့အကြမ်းဖက်စစ်တပ်ဟာနင်းစည်းကံရွာအနီးတစ်ဝိုက်ကို Jet Fighter စက်တက်လေးထီးတွေနဲ့ဘုံးဆယ်လုံးထက်မနည်းကျဲကျတိုက်ခိုက်ခဲ့တယ်လို့လည်းအသိပေးထားပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နန်းစီကံရွာကဒေသနေပြည်သူတွေအပါအဝင်အနီးနားမှာရှိတဲ့ရွာတွေကထောင်ထဲချီတဲ့ပြည်သူတွေဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ကမြိုင်နယ်တောင်ပိုင်းနဲ့အနောက်တောင်ပိုင်းကဂျက်ဖိုင်တာနဲ့ဘုံးတွေကျဲချခဲ့တယ်လို့ပခုတ်ကူတပ်မှတစ်တုံညာတစ်ကတက်လာတဲ့ပါရာမိုတာ၃စင်းနဲ့ပါဘုံးကျဲတိုက်ခိုက်နေတဲ့အတွက်ကြောင့်လက်တလုံးမှာပျက်စီးဆုံးရှုံးမှုအခြေအနေကိုအတိမပြုနိုင်သေးဘူးလို့ဒေသတော်လိုင်းအင်အားစုတွေကပြောပါတယ်။ အကြမ်းဖက်စစ်တပ်ဖက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်လာနိုင်တဲ့အတွက်ကြောင့်စစ်တပ်စစ်ကြောင်းတွေနဲ့လေကြောင်းရန်ကိုအထူးသတိထားနေကြဖို့ဒေသနေပြည်သူတွေကိုအညာမြေအရဲဘက်လူမှုကူညီအဖွဲ့အပါအဝင်ဒေသတော်လှန်အင်အားစုတွေကအသိပေးမှုဆိုထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့တရက်ကံမှလမ်းပိုင်းသွာလာခွင့်တရက်ခံရအမှတ်လေးတက်ရင်တားမြစ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် မကွေးတိုင်းတရက်ခရိုင်အတွင်းမှာရှိတဲ့တရက်ကမ်းမလမ်းမကြီးကိုဒီကနေ့နိုဝင်ဘာလ6ရက်နေ့ကစပြီးတော့လုံးဝအသုံးမပြုကြဘူးတရက်ခရိုင်အမှတ်လေးတရင်ကရဲအကန့်အသတ်မရှိတားမြင်လိုက်ပါရီအများပြည်သူသိအောင်အမှတ်၁စစ်ဒေသပြည်သူကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတရင်ကဒီကနေ့မှပဲအတီးပြီးထုတ်ပြန်လာတာဖြစ်ပါရီ တရက်ကံမှလမ်းမကြီးကိုအသုံးပြုသွားလာနေကြတဲ့ပြည်သူလူထုကိုအခုလိုအတိပေးထုတ်ပြန်တာဟာဒေတာတွင်စီအခြေအနေကြောင်းလို့နားလည်ရပါတယ်။အသုံးပြုခွင့်ရပြီလို့မကြေညာမချင်းလုံးဝအသုံးမပြုကြဖို့လေတရက်ခံရအမှတ်လေးတရင်ကထပ်ပြီးတော့သတိပေးထားပါတယ်။ကျမ်းမာရေးကိစ္စနဲ့ပတ်သက်လို့ဒီလမ်းမကြီးကိုမဖြစ်မနေအရေးတကြီးအသုံးပြုရမယ်ဆိုရင်တော့တဆန်ရာတရင်တက်ဖွဲ့တွေနဲ့ဆက်သွေချိတ်ဆက်သတင်းပို့ပြီးတော့ခွင့်ပြုချက်ရမှပြတ်တန်းသွားလာကြဖို့တရက်ခံရအမှတ်လေးတရင်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန်းကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။